မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျာဝင်းနေဦးတဲ့ကောက်ရိုးနဲ့ဝါခွန်နှက်စာရောတာလေးပြောပြပါလားတဲ့ကျွန်တော်ဘက်ကကောက်ရိုးပေါ်လို့ကနေပြီးတော့ဘက်ကပါဟုတ်ပြီကောက်ရိုးပေါ်ရင်ကောက်ရိုးနဲ့ပဲလို့ဝါခွန်မရောနဲ့ဘာဖြစ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအလကားနှိပါရတဲ့ဟာနဲ့လောက်ပြီးကျွန်တော်တို့ကအမျက်များလေးပဲเนาะအဲ့တော့မှုလုပ်ငန်းကသူကအမိုက်ကရွှေဖြစ်အောင်လုပ်တဲ့လုပ်ငန်း အမိုက်ကရွှေဖျောင်းလုပ်တဲ့လုပ်ငန်းမှာကျွန်တော်တို့အထည်ရွှေထွက်သွားလို့မရအောင်နော်ကျွန်တော်တို့ကအမိုက်ကရွှေဖျောင်းလုပ်မှာဒါကြောင့်မလို့ကောက်ရိုးကောက်ရိုးပေါ်တယ်ဆိုလို့ရှိရင်ကောက်ရိုးနဲ့ပဲလုပ်ကောက်ရိုးကိုတေချာဆင်းဆင်းပြီးဆိုတာနဲ့ကျွန်တော်တို့ကထုံးထုံးလို့ခုနကတော့အဲ EM ထည့်ခြင်းလည်းထည့်နော်အဲအဲ့ဒါနှက်နှက်ပြီးဆိုတာနဲ့ခုနကတော့ဖြစ်ဆိုတာအဖြစ်ဆွတ်စာကကျွန်တော်ပြောထားတဲ့အချိုးတိုင်းပဲလေနော်ကုန်ရက်တရာခိုင်နှုန်းဖွင့်လူဆရာခိုင်နှုန်းဆိုရှေ့မှာကျွန်တော်ပြီးခဲ့တဲ့နှစ်ရက်လောက်ကတင်ထားတာရှိတယ်အဲ့ဒါလေးပြန်ကြည့်လိုက်နော် အဲ့ဒီအချိုးတိုင်းလေးကျွန်တော်တို့ကတေချာလောက်နော်ပေါင်းနိုင်အောင်နှက်ကောက်ရိုးတွေကိုနော်လက်တစ်စက်တော့ကလေးတွေနော်လက်လက်တစ်စက်တော့ကလေးတွေရအောင်ဆင်းလက်တစ်စက်တော့ကလေးတွေရအောင်ဆင်းဆင်းပြီးဆိုရတဲ့ကောက်ရိုးနဲ့ပဲဝင်နေပဲထုတ်ထုတ်ကျွန်းနေပဲထုတ်ထုတ်ထုတ်လို့ရတယ်အဆင်ပြေတယ်နော်နောက်တကနေပြီးတော့ဆိုလို့ရှင်ဟိုကပြောင်းမှုဆိုင်တဲ့ဒေတာတွေဆိုပြောင်းမှုဥတိုင်းနေရှိတယ်ပြောင်းမှုတိုင်းနဲ့ကောင်းတဲ့အလကားနိဗ္ဗာန်ရတဲ့ဟာတွေနဲ့ဗျာလောက်ရတယ်ပြဿနာမရှိဘူးခင်ဗျဝါကွန်ဆိုလို့ရှိရင်ခင်ဗျဝယ်နေရအောင်ပဲဝယ်မနေနဲ့တော့ အလုပ်တွေရှုပ်လို့နော်အဲကောင်းဦးနဲ့ပဲကိုယ့်အိမ်သားလှုပ်ထားပဲဖြစ်ဖြစ်ကိုယ့်အိမ်တွေလှုပ်ထားပဲဖြစ်ဖြစ်ဒိုရီမို့ရင်အထုပ်ရောင်းတာပဲဖြစ်စီးပွားပြေးရောင်းတာဖြစ်လှုပ်လို့ရတယ်နော်ဘာမှမဖြစ်ဘူးလှုပ်လို့ရတယ်ကောင်းဦးနဲ့လည်းကောင်းရုပ်တစ်ယောက်ထွက်တယ်နော်ကောင်းဦးနဲ့လည်းကောင်းရုပ်တစ်ယောက်ထွက်တယ်အဲ့တော့ကျွန်တော်တို့ကဟိုလွှတ်သာ site ထုတ်ကလွှတ်သာ site ထုတ်တထုတ်ကိုတထောင်ထောင်ကရောင်းနေတဲ့အချိန်မှာကောင်းရုပ်ကတော့တထောင်ထောင်ကရောင်းလို့မရဘူးလေကောင်းရုပ်ရဲ့သဘောတရားတော့မြန်မြန်ဆန်ဆန်ပွင့်မယ်မြန်မြန်ဆန်ဆန်ကုန်မယ်နော်အပွင့်ရလေအဲ့လိုသဘောတရားရှိတယ်နော် ဟိုလွှတ်တာလို့တော့ကျွန်တော်တို့ကအဲဤပြီးထွက်မနေဘူးเนาะဒါပေမဲ့သူကကောင်ရွတ်ရဲ့သဘောတရားတွေသူကမြေမြန်ဆန်ဆန်ထွက်တယ်เนาะမြေမြန်ဆန်ဆန်ထွက်တယ်မြေမြန်ဆိုတဲ့ဒါပေမဲ့သူ့ရဲ့တထုပ်အတိုင်းဒါနဲ့ဆိုလို့ရှိရင်ထွက်တဲ့နှုံးနဲ့လေသူကအမျက်ရတယ်ဒါကြောင့်မလို့လုတ်ဖို့ပဲလုပ်တယ်ကိုကိုတိုင်စိုက်ထုတ်လို့မလုတ်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပြောเนาะဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ပကိုးမှာအစိုးရဖွင့်တဲ့သင်တန်းတွေရှိတယ်เนาะအဲ့ဒါလာတက်လို့ရတယ်เนาะဟုတ်ပြီကျေးဇူးပါ ပယ်ကောနဲ့ကောင်းမို့စိုက်တာအဆင်မပြေဘူးတဲ့နော်မိကုန်းတစ်ခုတွေ့တယ်မန်းရင်ခေါ်တာခေါ်မရလို့ကျွန်တော်အခုတစ်ခါပဲဖြေပေးလိုက်တာဇေကောမှာပါဝင်တဲ့ဖိုင်ဘာဓာတ်ကမိုးကရုတ်တရက်ကန့်ကြီးမိုးမြင်ပွားများဖို့အတွက်ကိုအဆင်မပြေဘူးဇေကောကအဲ့တော့ဇေကောနဲ့စိုက်မယ်ဟိဆိုလို့ရှိရင်ကျွန်တော်သဘောအရဆိုဇေကောကဇေကောနဲ့စိုက်မယ်စီးပွားမဖြစ်ဘူးမိုးမပေါဘူးလားဆိုတော့ပေါက်တယ်ဒါပေမဲ့ကျွန်တော်တို့ကောက်ယူကောက်ယူနဲ့စိုက်ထားပဲဖြစ်ဖြစ်နော်ပြီးလို့ရှိရင် နွားချီနဲ့စိုက်ထားပဲဖြစ်ဖြစ်เนาะပေဒါနဲ့စိုက်ထားပဲဖြစ်ဖြစ်စိုက်တဲ့အချိန်မှာသူကဆဲဆိုစခုပြီเนาะ15ရက်နောက်တစ်ပတ်လောက်ဆိုလို့ရှိရင်ပြီးသွားပြီတတော့စပယ်ကုန်းကြအဲ့လိုမဟုတ်ဘူးကျွန်တော်စိုက်တယ်ကျွန်တော်ကျွန်တော်တရားစနစ်တကျနဲ့ကျွန်တော်သူ့တင်တာလုပ်ဖူးတယ်စိုက်ဖူးတယ်တအီးနဲ့ထွက်တာတလားလောက်တလားလောက်ကြာမှထွက်တာတလားလောက်ကြာမှထွက်တာတလားလောက်ကြာမှတအီးနဲ့ထွက်တာကျွန်တော်စိုက်တော့မှပြောတာ เนาะကျွန်တော်ဆိုင်တော့တလားလောက်ကြာမှတည်နေတယ်ဇပယ်ကောင်ကအဲ့ဒါတော့ဇပယ်ကောင်ကိုသေချာနှက်เนาะသေချာနှက်သေချာနှက်တယ်ဆိုပေမဲ့ဇပယ်ကောင်ရဲ့သဘောတရားဆွေးမြေ့မလွယ်တဲ့အထက်မှာပါတယ်เนาะဆွေးမြေ့မလွယ်တဲ့ပါတယ်ပါဒါကြောင့်မလို့ဇပယ်ကောင်နဲ့ကောင်းမှုစိုက်မယ်ဆိုရင်တော့မိုးတော့ထွက်တယ်စီးပွားမဖြစ်ဘူးဒါလေးတော့သိထားဖို့လိုတယ်เนาะအဲ့တော့ကျွန်တော်တို့ကစီးပွားဖြစ်အောင်စိုက်တာလေစီးပွားဖြစ်စိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအချားအဲဟိုဟာပေါ့ခုန ဗေဒါတို့နွားချီတို့ ਨੇ စိုက်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်လို့နော်ဇပကွန်ပေါ်တယ်ဆိုလို့ရှိရင်ဇပကွန် ਨੇ အခြားလုပ်ငန်းတွေလုပ်လို့ရတာအများကြီးရှိတယ်နော်မလုပ်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်ဖုံးစေကျွန်တော်အမေးနော်ဇပကွန် ਨੇ ပတ်သက်ပြီးလုပ်လို့ရတဲ့လုပ်ငန်းတွေဇပကွန် ਨੇ ပတ်သက်ပြီးတော့ဇပကွန်ပေါ်အများရှိတယ်ဆိုရင်ဖုံးတာဆက်လိုက်ဘာလုပ်သင့်တယ်ဆိုတာကျွန်တော်ပြောပြပေးမယ်နော်အဲအဲ့ဒါဆိုလို့ရှိရင်အဆင်ပြေမယ်ထင်ပါတယ်โอเคကျေးဇူးပါ မှုအားစေးဘလို့ဆက်လဲတဲ့မှုအားစေးဘလို့ဆက်လဲဆိုတော့မှုရဲ့သဘောသဘာဝအရာမှုကအချိုရက်ကိုကြိုက်တယ်အဲ့ဒီအချိုရက်ကိုကြိုက်တာဖြစ်တဲ့အတွက်အဲ့ဒီတကားရီတို့နော်တကြားတို့အဲအဲ့ဒါမျိုးနဲ့ကျွန်တော်တို့ကအဲ့ဒါမျိုးတွေကိုကျွန်တော်တို့ကလောင်းလို့ရတယ်ဖြန်းလို့ရတယ်နောက်တော့ဂလူးဂလူးစကိုတို့နော်အဲ့ဒါတွေဖြန်းလို့ရတယ်နော်၅မိုင်နိုအက်ဆစ်တို့အဲ၅မိုင်နိုအက်ဆစ်သုံးမယ်ဆိုလို့ရှိရင်တော့သတိတစ်ချက်ထားမှာပွဲစိတ်တက်တက်တယ်ပွဲစိတ်ကြီးလာတယ်နော်ကြွက်ပေါ်တဲ့နေရာမှာဆိုလို့ရှိရင်ကြွက်တွေလာတတ်တယ်အဲ့ဒါလေးတော့သတိထားပဲ ျွန်တော်တို့မှုဝါးစီရမှုဝါးစီရဘယ်လိုဆက်လဲဆိုမှုသည်မှုသည်သူကချိန်နှစ်တရာသည်အချိုတက်ကိုကြိုက်တယ်အဲ့တော့ချိုရဲပစ္စည်းမှန်များသည်မှုဝါးစီအနေနဲ့သုံးလို့ရတယ်ကိုအကြံပြန်သတ်မှတ်ထားသို့ပေမဲ့ဟိုကအချိုမုံတို့နော်စေတကြားတို့အဲ့ဒါတွေတော့မပါဘူးပေါ့ဗျာနော်အဲ့ဒါတွေကတော့အဆင်မပြေဘူးကျွန်တော်ပြောတာကကတော့တကြားလိုဟာမျိုးသခိုင်းလိုဟာမျိုးနော်အဲနောက်တစ်ခါ glue scope လိုဟာမျိုးငားမိုင်လို SA လိုဟာမျိုးနော်အဲအဲ့လိုအဲ့လိုပစ္စည်းမျိုးတွေသည်မှုဝါးစီအနေနဲ့သုံးလို့ရပါတယ်လို့ကျေးဇူးတင်ပါတယ် အစိမ့်ပေါက်တာဘယ်လိုလုပ်ရပါလဲဗျာတဲ့အစိမ့်ပေါက်တာကအဲ့ဒီပေါက်အစိမ့်ပေါက်တဲ့အထုပ်လေးကိုဖယ်ဖယ်ပြီးတာနဲ့ကျွန်တော်တို့ချစ်ထုတ်လိုက်မိုးစိမ့်တွေကိုချစ်ထုတ်ပြီးဆိုလို့ရှိရင်အဲ့ဒီမိုးစိမ့်တွေကိုကျွန်တော်တို့အခြားနေရာအဝေးတဲ့မိုးယုံတဲ့ဝေးတဲ့နေရာမှာသွန်းလှုပ်ပြစ်ပြီးပြီးအဲ့ဒီထုပ်တွေစိုက်ခင်းတဲ့စိုက်စိုက်ယုံနဲ့ပြန်ထက်ရေလောင်းပေးအဲ့ဒါမိုးပြန်ထွက်တယ်မိုးစိမ့်ဘာကြောင့်ပေါက်ရတာလဲဆိုလို့ရှိရင်သူကယုံတန်ရှင်းမကောင်းလို့ပေါက်တာယုံတန်ရှင်းမကောင်းရင်မိုးစိမ့်တို့ ော့လင်းမော်ရောင်မှုလေးတွေတို့ပေါက်တယ်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကယုံထဲကိုထုံဖြူတာတို့နော်နောက်တကထုံရည်ကြီးလိုက်ပြီးတော့ယုံဘေးပတ်ဝန်းကျင်မှာလိုက်ပြီးတော့ယုံရဲ့နံရံတွေကိုတုတ်ထားတို့ပြီးလို့ရှိရင်အဲ့ထုံရည်ထဲမှာဟိုက်ဒရိုဂျင်ဘောက်ဆိုက်ဟိုက်ဒရိုဂျင်ဘောက်ဆိုက်ဆိုတာကျွန်တော်တို့လူသုံးတဲ့ဆေးဆိုင်တွေမှာဝယ်လို့ရတယ်နော်နားတန်ဆေးရည်နေနဲ့ရောင်းတယ်အဲ့ဟိုက်ဒရိုဂျင်ဘောက်ဆိုက်ကိုထည့်ပြီးတော့အဲ့ဒီယုံတန်ရှိယုံရဲ့နံရံတို့ဘာတို့တိုင်တို့ဘာတို့လိုက်တုတ်ပေးရမယ်နော် ကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်